အားလုံးပဲမင်္ဂလာပါခင်ဗျာ GIS and ID knowledge channel ကနေကြိုဆိုပါရစေအခုဆက်လက်ပြီးဆွေးနွေးမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ auto routing ကို internet မရှိတဲ့အချိန်မှာဘယ်လိုဆွဲမလဲပေါ့နော်ဒါကိုဆွေးနွေးတော့မှာဖြစ်ပါတယ်အဲ့တော့ဆွဲလို့ရပါတယ်ဒါပေမဲ့ကန့်သက်ချက်တစ်ခုလိုရှိပါတယ်ကျွန်တော်တို့ကဒီလို internet မရှိတဲ့အချိန်မှာ auto routing လုပ်နိုင်ဖို့အတွက် software လေးတစ်ခုနဲ့ auto routing လုပ်လို့ရမယ့် data တွေကို download လုပ်ပါတယ်ဒါလည်းတည်တံ့ကျွန်တော်တို့တောင်းစရာမလိုပါဘူးအခုလက်ရှိ ဒီ application ထဲမှာကျွန်တော်တို့ကအဲ့ဘန်း question မှာပါပါတယ်အဲ့တော့ဒါကိုဘယ်လိုလုပ်မှာလဲပေါ့နောက်ပထမဆုံးအနေနဲ့ placement ပြီးလို့ရှိရင်ကျွန်တော်တို့ create placement အဲ့ဒီကျွန်တော်ဒီမှာ auto routing ကိုကျွန်တော်တို့ရေးပေးရပါမယ်နောက်နာမည်လေးပေးလိုက်မယ်အဲနေပြီးတော့ဒီကောနေပြီးတော့တီကောကျွန်တော်တို့ နာမည်ပေးလိုက်မယ် okay ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကဒီမှာပါနေတဲ့ကျွန်တော်တို့နေပြိုတီးကုန်ပေးရစတင်လေးကိုကျွန်တော်တို့ကနှိပ်လိုက်မယ်အဲစတင်ရဲ့ source မှာကျွန်တော်ကြည့်ကြည့်မယ် b router offline เนาะ b router offline เนาะ offline download အတွက် b router ဆိုတဲ့ဟာလေးဒီ application လေးရှိရမယ်ဒါ osrm google open route service ဒါတွေကတော့ကျွန်တော် online နဲ့ပေါ့ဒီမှာ ကျွန်တော်တို့ online ပုံလေးနဲ့ပြထားတယ်အဲ့တော့ offline အတွက်ကကျွန်တော် B router ကို application ကိုကျွန်တော်တို့ installation လုပ်ရမှာဖြစ်ပါတယ်အဲ့တော့ B router လေးကိုကျွန်တော်နှိပ်လိုက်မယ်အဲ့ B router ကျွန်တော်တို့အထက်မှာမရှိဘူးဒါကြောင့်မလို့ install ကျွန်တော်တို့လုပ်ပါမယ်အဲ့ Google Play Store ကနေကျွန်တော်တို့ install လုပ်ပါမယ်ဟာ install ဒီအချိန်အဲကျွန်တော်တို့နည်းနည်းလေးပြီးတော့ကြာနိုင်ပါတယ်ဒါကိုယ့်ရဲ့ internet speed ပေါ်မူတည်ပြီးတော့ကြာအဲ့အချိန်ကန့်သက်ချက်ကတွေ့ရမှာဖြစ်ပါတယ် အဲဒီမှာဆိုတော့ကျွန်တော်တို့ installation ပြီးသွားပြီဆိုတော့ ਨੇ open ကိုနှိပ်ပါအဲသူဒီနော်သူ့ရဲ့ data ဘယ်မှာရှိတာလဲ Android media b tools routing app ဆိုပြီးတော့ကျွန်တော်တို့ရှိပါတယ် okay ကိုပေးလိုက်ပါ I know ဆိုပေးလိုက်မယ်အဲတော့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့နေရာလေးပေါ့နော်နေရာလေးကိုကျွန်တော်ဇွန်းဆွဲကြည့်မယ်ဇွန်းဆွဲကြည့်ပြီးတော့ जा ကျွန်တော်ဒီမှာ select ပေးလိုက်မယ်ပြီးရတယ်ကျွန်တော်ဒီဘက်မှာ download 1 segment ကိုကျွန်တော်တို့ကနှိပ်လိုက်ပါမယ် တော့ဒီဒီသူဒီ internet ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ down ပါမှာဖြစ်ပါတယ်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့က shipment ကျွန်တော်တို့က ship ခုမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ shipment ship ခုကိုကျွန်တော်တို့က down မယ်ဆိုလို့ရှိရင်အဲတိုင်းငံလုံးကျွန်တော်တို့ offline routing ကိုအသုံးပြုလို့ရမှာဖြစ်ပါတယ်အဲ down လို့ကျွန်တော်တို့ကြည့်ကြည့်မယ်ဘယ်လောက်ထိရောက်နေလဲဟောဒီမှာကျွန်တော်တို့ download ဒီအဲကျွန်တော်တဝက်ကျော်ကျော်လောက်တော့ရှိနေပြီအဲတော့ ျွန်တော်တို့ပြီးအောင်စေကျွန်တော်တို့စောင့်လိုက်ပါမယ်အဲ့တော့ download ကျွန်တော်တို့ချပြီးသွားပြီဆိုဒီနေရာလေးဒီကျွန်တော်အပြာရောင်လေးနဲ့သူက segment လေးကိုကျွန်တော်တို့ပြပါပါတယ်အဲ့တော့ဆက်ပြီးတော့ကျွန်တော်ဒီဘက်ကအောက်က data လေးကို segment လေးကိုကျွန်တော် down မယ်ဆိုလို့ရှိရင် select ပေးလိုက်မယ်အစိမ်းအောင်ပုံစံလေးနဲ့ဖြစ်လာမယ် download segment ကိုကျွန်တော်တို့ကနှိပ်လိုက်ပါအဲဒါဆိုလို့ရှိရင်သူက download ချောက်ရဲပြင်ဆင်နေပါပြီ။အဲဒီမှာကျွန်တော်တို့ download success ပြတယ်။အဲဒီမှာအပြရန်လေးပြောင်းသွားပါတယ်။အခုလက်ရှိရတော့ကျွန်တော် နေပြီးတော့ရန်ကုန်နေပြီးတော့တီကုန်ဒီနေရာပဲစမ်းမှာဖြစ်တာဖြစ်တဲ့အတွက်အနမူနာအနေနဲ့ဒေါင်းလုဒ်နှစ်ကွက်ပဲကျွန်တော်တို့ချပြပါမယ်။အဲ့တော့ကျွန်တော်တို့ကဒေါင်းလုဒ်ချပြီးသွားတဲ့အချိန်မှာ segment နှစ်ခုကိုဒေါင်းလုဒ်ချပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ဖုန်းမှာ internet ကျွန်တော်တို့ဒီမှာပိတ်ထားမယ် internet လုံးဝအဲ on မထားဘူး။အဲပြီးလို့ချင်းကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့ဒီအရှိတ်ဘက်ပိုင်းပေါ့နော်။ကျွန်တော်ကနှစ်ကွက်ပဲဒေါင်းလုဒ်ချတာဖြစ်တဲ့ဒါကိုကျွန်တော်တို့ routing ကျွန်တော်တို့စမ်းကြည့်မယ်။ routing စမ်းကြည့်မယ်။ တို့ကျွန်တော်ဘယ်ကနေဘယ်ထိစမ်းကြည့်မှာလဲဆိုလို့ရှင်အခုမြင်တွေ့နေရတဲ့ကျွန်တော်တို့နေပြီးတော့ဗောနော်နေပြီးတော့ပြင်မနာဗောပြင်မနာနေပြီးတော့ကျကျွန်တော်တို့မိထီလာဗောနော်ရောက်ပြီးကျွန်တော်တို့ဆွဲကြည့်မယ်အဲ့တော့ placement key placement auto routing ကိုကျွန်တော်တို့သွားမယ် auto routing အမိပေးမယ်နေပြီးတော့တီကုန်ဗော ဒီကောတော့ okay ပေးလိုက်မယ်အဲပြီးပြီဆိုတော့ねအခုလက်ရှိကျွန်တော်တို့ location စပြီးအပ်ဖို့အတွက်ကနေပြီးတော့ပြင်မနာနေရမြန်လမ်းပေါ်မှာကျွန်တော် location အပ်မယ်နေပြီးတော့ဒီကောအဲ့ရနေမှာကျွန်တော်တို့ပေဟိုသွားမှာလဲဆိုလို့ရှင်မိထီလာပေါ့နော်မိထီလာဒီလမ်းဆိုထီကျွန်တော်တို့ကျွန်တော်တို့သွားမယ်ဘာနဲ့သွားမှာလဲကားနဲ့နော်ဒီမှာတော့ကျွန်တော်တို့လမ်းကြောင်းပို့နေပါပြီနော်အော်တိုရောက်တွေဒါဒီ internet မလိုဝဲနဲ့ပေါ့နော်ကျွန်တော်တို့အော်တိုရောက်တီးနေကိုကျွန်တော်တို့ကဆွဲခြင်းဖြစ်ပါတယ်အဲလိုပဲတခြားနေရာမှာကျွန်တော်တို့ဆွဲခြင်းလာဆွဲလို့ရပါတယ်ပြဿနာမရှိပါဘူးပြင်ဦးလေမူဆယ်ဆွဲပါလားအဲကျွန်တော်ဆွဲကြည့်အောင် grid placement ပြီးလို့ရင် auto routing ပြင်ဦးလွင်မူဆယ်ထိမဆွဲတော့ကျွန်တော်လာရှိုးထိဆွဲလိုက်ဆွဲကြည့်လာရှိုး okay ဒါဒီမှာပထမဆုံး point ဒီကျွန်တော်ပြဦးလင်မှာ point တင်ထားရတယ်။ပြီးပြီဆိုတာနဲ့ကျွန်တော်ဒီဘက်ကလာရှိုးကိုကျွန်တော်တို့ဆွဲကြည့်မယ်။အဲဘာနဲ့သွားမှလဲကားနဲ့သွားမှဆိုလို့ရှိရင်ကျွန်တော်ဒီမှာ location ပေါ့။အဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပြင်ဦးလင်လာရှိုးကျွန်တော်တို့လမ်းကိုအဲဒီမှာကျွန်တော်တို့ကားလမ်းကိုပေါ့နော်။ဒါအော်တိုရောက်တီဆွဲပေးသွားတာဖြစ်ပါတယ်။အဲလမ်းနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုကျွန်တော်တို့ဒီမှာကြည့်လို့ရမယ်။ဘယ်နေရာအမြင့် မက်ဆီမမ်မီနီမမ်ဒီတေးစ်တင်နေကျွန်တော်တို့ကကြည့်လို့ရပါတယ်အဲ့တော့အနည်းဆုံးက400မီတာအမြင့်ဆုံးက1000နဲ့မှ50ရှေကျွန်တော်တို့မိတာဒါသည်အင်တာနက်မလိုဘဲနဲ့အော်တိုရောက်တင်းတွေကိုကျွန်တော်တို့လမ်းကြောင်းတွေကိုဆွဲခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ yes ကိုစတဲ့နေ့လည်းတည်းရဲ့သူများအနေနဲ့ကျွန်တော်ဆွေးနွေးသွားတဲ့ YouTube video မှာပါတဲ့အကြောင်းအရာအချက်အလက်များကိုနားမလည်တာရှိပြီ ရှင်းတာရှိရဆိုလို့ရှိရင် GSN ID knowledge Telegram group နဲ့ channel မှာကျွန်တော်မေးမြန်းနိုင်ပါတယ်။အဲဒီဒီမှာကျွန်တော်အတက်နိုင်ဆုံးကျွန်တော်အားလုံးကိုဖြည့်ရှင်းပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။